ကျွန်တော်ဒါစိတ်ကြိုက်တန်ဆိုင်ပေါ့နော်စိတ်ကြိုက်အိမ်ဆောက်ပစ္စည်းဆိုင်မှာဒါပစ္စည်းလာဝယ်တာဖြစ်ပါတယ်။ဒါက၄ပေ၈ပေဟိုကာဖို့အတွက်ကြောက်ပြားပေါ့နော်။ကြောက်ပြားက12ချက်တစ်ချက်ကို9500နဲ့6သိန်းနဲ့မှ6000ပြောတာအခင်းအတွက်ကထပ်သားအမဲပြား6ပြားပေါ့နော်။6ပြား9000ခွဲပဲတစ်ချက်ကိုဈေးတူတူပဲပေါ့နော်။တစ်ချက်ကို9000ခွဲနဲ့6ချက်က3သိန်းနဲ့မှ3000ဒါကြတော့တန်အစုံပေါ့နော်။နှစ်လက်မတန်ရဲ၊2ခွဲတန်ရဲ၊3လက်မရဲ၊3ခွဲတန်တပိတ်တာ80ရာကျတော့တပိတ်တာကို9000ဈေးနဲ့16000နဲ့မှ200 တော့ဒီအောက်ကတစ်ခွဲတန်နဲ့တွေ့ရနော်ဟုတ်တစ်ခွဲတန်50သား9000စုစုပေါင်း7သိန်း1200အဲ့တော့1200ရှော့လိုက်တာဆိုတော့7သိန်းထဲမှာ1000ပေါ့နော်ဒီမှာပြီးရရှင်းပြလိုက်တယ်နော်ဒီမှာအမဒီ7သိန်းထဲမှာ1000လေးစစ်ပေးပါဦးဟုတ်ဒီပေါင်းချာလေးပါကျောင်းဆောင်ဆောက်လို့လူရန်ဖို့အတွက်လိုအပ်တာလေးတွေလာဝယ်တာဖြစ်ပါတယ်အကာတို့အခင်းတို့တစ်သားတို့ပေါ့နော်ဒါကတော့တစ်ဆက်ကိုရောက်နေတာဖြစ်ပါတယ်ဝယ်တာလေးကိုကျွန်တော်မှတ်တမ်းလေးရိုက်ပြပေးပါမယ်ဒါနှစ်တစ်ခွဲ ဟုတ်နေတစ်ခွဲ86နော်ဆက်ကမှာ86ဆို96ပေးအဲ့လိုမှာဈေးနှုန်းကတန်ကိုပြော35တယ်ဟုတ်ဒါနေတစ်ခွဲ86ကျတော့3400ကျတယ်3400ဟုတ်ဒါ၄နှစ်၄နှစ်က3000ဟုတ်၄နှစ်3000က18ပေ3000 54ပေဟုတ်နော်သူကလည်းဈေးကတော့အတူတူပဲတန်ဈေးက35တည်းကြီးပဲဟုတ်ဟုတ်အဲ့ဒါသူက3000ကျတယ်ဟုတ်သူကကျော်91က66ဟုတ်65ပေးစုပေါင်းကဟုတ်အဲ့ဒါ35000 9986ဟုတ်ကဲ့ပါဟုတ်ဒါနှစ်တစ်က10ကျော် ဟုတ်။13,600ဟုတ်။ဒါ3ပြခွဲ15ကျောင်းပါတယ်။ဟုတ်ကဲ့ဟုတ်။ပေပေါင်းကနေရာနဲ့တပီ။ဒါကပေပေါင်းကြီးပေါ့နော်။ဟုတ်ကဲ့ဟုတ်ကဲ့။ဒါကြတော့အချောင်းကြီး။ဟုတ်ကဲ့ပါဟုတ်။ဒါကြတော့ဒုတိယစိုက်ပြက်တွေပေါ့နော်။ဟုတ်ကဲ့မဟုတ်အဲ့ဒါအောက်ဆုံး17ချောင်းပေါ့နော်။အောက်ဆုံးတကန်ဈေးဒါကတကန်လုံးဈေးတွေပေါ့နော်။ဟုတ်ကဲ့ဟုတ်ကဲ့။ဟုတ်ကဲ့ဟုတ်။ကြားရအမောင်းကြီးပေါ့။ဟုတ်ဒါကအောက်ဆုံးက4သိန်း3000 4သိန်း3000 9680ခွန်ပေါ့နော်။အဲ့တော့စုစုပေါင်းကတော့ကျွန်တော်တို့3သိန်းနဲ့6 6000 6000စေသိန်း6684ကျပ်ပေါ့နော်အဲ284ရောရှော့လိုက်ပြီးတော့စေသိန်း 6000 6000နဲ့မှ6000ပေါ့နော်ဟုတ်ကဲ့ပါမှာဟုတ်ရှင်ခဏလေးပါနော်ကျေးဇူးပါဒါ A1 37ဟုတ်ကဲ့ဟုတ်ကဲ့မှာဟုတ်အဲ့ဒါဆယ်သိန်း6000 6000နော်ဟုတ်ပါနားလေးပါနော်10သိန်း6000နဲ့မှ6000အမှာ A1 37က6000ထပ်ပြီးတော့ short ပေးလိုက်ပါတယ်10သိန်းနဲ့မှ6000ပေါ့နော်ကျွန်တော်ရှင်းမှပြောရဲပေါ့နော်တန်မိုတွေအကာကြောက်ပြားတွေအခင်းအထက်သားပြားတွေဝယ်တာကတော့10သိန်းနဲ့မှ1000ပေါ့နော်အဲ့တော့စုစုပေါင်း DVD မှာတော့သိန်း30နဲ့မှ9000 ဒါအလူငွေတွေကနေပြီးတော့ကျွန်တော်တို့အသုံးပြလိုက်ပါတယ်ဒါလက်သမားဖွဲ့နဲ့တိုင်ပင်ပြီးတော့ဗောနော်ចောင်းဆောက်လုပ်ဖို့အတွက်လိုအပ်တာလေးတွေကိုကျွန်တော်တို့ကိုယ်တိုင်လိုက်ဝယ်ပေးတာဖြစ်ပါတယ်ဗျာနော်အဲ့တော့အလူမတန်ဗီဒီယိုလေးမှာအဲကားကကုန်တာတွေပါလဲဆက်ပြီးတော့တင်ပြသွားပါမယ်ကျွန်တော်တို့ဒီဗီဒီယိုရိုက်တဲ့နေ့မှာဆိုလို့ရှိရင်ဗောနော်ဒီဗီဒီယိုဆိုတာခုရှေ့မှာတင်ပြသွားတဲ့အပိုင်းနေဗောနော်အတည့်ရထဲနဲ့ကျွန်တော်တို့ဒါចောင်းဆောင်ဆောက်လုပ်ဖို့အတွက်ဗောနော်ဒါလိုအပ်တာတွေလည်းဝယ်ယူပြီးတော့တွားရောက်ပြီးတော့လှူဒန်းဖြစ်တယ်ပြီးတော့ရေတန့်ရေတန့်ရေလည်းလှူဒန်းဖြစ်တယ်ဗောနော်အဲ့ဒီအတွက်ကိုတော့ကားကတော့ကျွန်တော်လိုက်ထရက်ကားဗောနော်တည့်ရထဲငှားလိုက်တာဗောနော်ကားကိုရက်ပြက်နဲ့ငှားတာမဟုတ်ဘူးဗောနော်အဲ့ကိုကတော့ကျွန်တော်တို့ဒါဇီနိုချူတာနဲ့လည်း သူကိုယ်တိုင်လည်းပေါ့နော်လိုက်ပြီးတော့ကုညီပေးတယ်အာဒီခောက်ကျေးပုံစံမျိုးနဲ့ပဲယူတာပေါ့နော်အဲ့တော့အဲ့ဒီနေရာတော့ကျွန်တော်ကြောက်ပြားရင်နဲ့တောင်ပေါ်တစ်ခေါက်တက်တယ်ပြီးတော့တစ်တစ်တွေနဲ့တစ်ခေါက်တက်တယ်အပြီးတော့ရေတိုင်းကြီးတွေနဲ့တစ်ခေါက်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမိဘမဲ့ဂေဟာမှာသွားပြီးတော့လူတန်းဖြစ်တာတွေရောပေါ့နော်အခောက်ကြီးတွေပေါ့နော်ကျွန်တော်တိတိကျကျနဲ့ကားကဘယ်လောက်ရှင်းရတယ်ဆိုတာတွေနောက်ထပ်မှတ်တမ်းဗျူလေးမှာတင်ပေးသွားပါမယ်အခုဒီနေ့ဗျူမှာတော့ကျွန်တော်တို့30နဲ့မှ9000ဒါအသုံးပြုလိုက်တဲ့ပုံစံလေးပေါ့နော်ဒါလူတန်းဖို့အတွက်အသုံးပြုလိုက်တဲ့ ငွေမောက်လေးကိုတိတိကျကျလေးနဲ့မှတ်တမ်းလေးရိုက်ပြီးတော့တင်ပြတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာတော့30နဲ့မှာ9000အတုံးပြုတ်လိုက်ပါတယ်ဗျာနော်အဲ့ဒါလေးကိုမှတ်တမ်းလေးရိုက်ပြတာဖြစ်ပါတယ်။သွားလှူတဲ့မှတ်တမ်းပြုတ်လေးចောင်းဆောင်ဘယ်လိုဆောက်တယ်ဘယ်လိုမျိုးလေးဆိုတာလေးတွေကိုလည်းအသေးစိတ်ဆက်လက်ပြီးတင်ဆက်ပေးသွားပါမယ်။ကျွန်တော်ထဲမှာရှိတဲ့ legend ငွေတွေကနေပြီးတော့တုံးလိုက်တဲ့အလူငွေတွေကိုကျွန်တော်တို့ဒါနှုတ်လိုက်ပြီးတော့ဘယ်လောက်ကျန်နေအဲဘယ်သူတွေထပ်လှူထားတာရှိသေးတယ်ဆိုတာလေးကိုလည်းကျွန်တော်မှတ်တမ်းပြုတ်တစ်ပုဒ်တက်တက်လုပ်ပြီးတော့တင်ပေးသွားပါမယ်ဗျာနော်။အားလုံးပဲကျေးဇူးတင်ပါတယ်။ လူတန်းပေးကြတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ဗျာနော်အားလုံးပဲဒီထက်မကလူနဲ့တက်နိုင်ကြပါသည်အခုတော့လူငွေလက်ခံတာလေးကျွန်တော်ရက်ထားပါသေးရဲ့ဗျာနော်ကျွန်တော်အလူငွေတွေကတော့ကျွန်တော်အားလုံးနေရာတော်တော်များများလှူပြီးသွားပြီဗောနော်အော်ဒီကတော့ view edit မလုပ်အားသေးလို့မှတ်တမ်းလေးတွေမလုပ်ရသေးတာဖြစ်ပါတယ်ဗျာ view edit တွေတောက်လျှောက်လုပ်ပြီးတော့မှတ်တမ်းလေးတင်ပေးသွားပါမယ်ဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်